ဒိုင်နိုဆောရီတကယ်တော့မျိုးမတုံးသေးပါဘူး။သူတို့ရဲ့မီးလေးတွေအခုထိရှိနေပါသေးတယ်။ဟုတ်ပါရီ။အဲကောင်ကြီးရဲ့နာမည်ကတော့ Kesowari လို့ခေါ်ပါရီ။ဒီကောင်ကြီးကဒိုင်နိုဆောရီကနေပြီးငှက်မျိုးနွယ်အဖြစ်စင်ငယ်ပြောင်းနေလာတာပါ။ဒိဗမညာရှင်တွေကတော့ Kesowari တွေကိုတက်ရှိဒိုင်နိုဆောလို့ခေါ်ကြပြီးတော့ဒိုင်နိုဆောစစ်တော်မဟုတ်ပေမဲ့ဒိုင်နိုဆောရဲ့မီးလေးတွေလို့လည်းခေါ်ကြပါရီ။ဒီငှက်တွေကိုဘာကြောင့်ကမ္ဘာပေါ်မှာအန်ဒီရဲ့အများဆုံးငှက်လို့တင်စားခံနေရလဲဆိုတာဒီဗီဒီယိုလေးထဲမှာအထူးထူးကြည့်လိုက်ကြရအောင်ပါ။ ဂေဆိုဝါရီတွေကတကဘာလုံးမှာမျိုးနွယ်၃မျိုးရှိပြီးတော့ Southern Khoisan ကတော့အကြီးဆုံးနဲ့အကြမ်းဆုံးပါပဲ။ဒီကောင်တွေကအရန်ကိုရန်လိုရက်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တတ်ပါရည်။သူတို့နောက်ကိုသွားကတ်တာနေတယ်ဒီကောင်တွေကတိုက်ခိုက်တတ်ပါသေးတယ်။ဂေဆိုဝါရီတွေကငှက်ဆိုပေမဲ့တောင်ပန်တွေကတီးတီးလေးပဲရှိပြီးပြန်လို့တော့မရပါဘူး။ဒီကောင်တွေရဲ့ခန္ဓာကိုယ်ကကီလို90အထိရှိပြီးတော့သူတို့ရဲ့ခြေသေးတွေကလည်း9လက်မအထိရှိပါသေးတယ်။ဒီကောင်တွေရဲ့ပြေးရောက်ကလည်းကီလိုမီတာ90အထိရှိပါသေးတယ်။ဒီကောင်ကြီးတွေကရန်လိုရက်တိုက်ခိုက်တတ်ပေမဲ့အသားမစားကြပါဘူး။ သူတို့ဟာတည်တည်တွေမိအောင်တည်တွေကိုသာအဓိကစားကြပါတယ်ကန်ဆိုဝါရီတွေကိုအော်စတြေးလျနယူးဂီနီနဲ့နေရာပိုင်အိုင်လန်တွေမှာအတွေ့များရပါတယ်ဒီကောင်တွေကတည်တော်တွေနဲ့တည်တော်ဆွန်ဖျားတွေမှာနေတတ်ကြပါတယ်ရေကန်တွေတွေ့ရင်ရေဝင်ကူးတတ်ကြပြီးတော့ရေကူးခြင်းကသူတို့အတွက်ပျော်ရွှင်စရာပါနောက်ထပ်စိတ်ဝင်စားစရာလေးတစ်ခုကကန်ဆိုဝါရီတွေရဲ့ခေါင်းပေါ်မှာရှိတဲ့အမောက်ကြီးတွေကနေအချင်းချင်းဆက်သွယ်နိုင်ကြပါတယ်အိမ်ငတ်တွေကအရွယ်ရောက်ဖို့၃နှစ်နှစ်လောက်ကြာပြီးတော့အမေရိကအထီးတွေထက်အရွယ်အစားပိုကြီးကြပါတယ်ခြေထောက်မှာခြေချောင်း၃ခုပါရှိပြီးခြေချောင်းတစ်ချောင်းကို၅လက်မအထိရှိနိုင်ပါတယ် ဒီကောင်ကြီးတွေအခြေနဲ့တစ်ချက်ကရင်တော့လူကိုသေစေနိုင်တဲ့အထီအပြင်းပါလေဒီကောင်ကြီးတွေကိုတွေ့ရင်ဝေဝေးကနေရှောင်သွားတာအကောင်းဆုံးနဲ့အန်ဒီရဲ့အကင်းဆုံးပါပဲဒီကောင်ကြီးတွေကတဘာဝရဲမှာအသက်40 50အထိတောင်ရှင်သန်နိုင်ကြပါလေငမ်းမရီကဥဥပြီးသွားရင်ထွက်သွားရကြပြီအထီးတွေကအဲ့ဒီဥတွေကိုထိမ့်သိမ့်ပေးရပါလေဒီကောင်တွေကတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရင်မှလည်းအေးပါပါသေးတယ်သူတို့ဟာတည်တီးတွေကိုစားပြီးနေရာဆောင်မှာပြစ်ချခဲ့တဲ့ကြတာကြောင့်တည်တော်ကြီးဟာစနစ်ကိုလည်းအထောက်အကူပြုနေပါလေ ကဲဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါမယ်အစောနေ့ကြီးရှိုးအားပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ